။ဥရောပတောင်ပိုင်းနိုင်ငံတွေမှာအပူချိန်40ဒီဂရီဆယ်စီယပ်အထိရောက်ရှိနိုင်မယ်ဆိုတဲ့ခန့်မှန်းချက်တွေနဲ့အတူဇွန်28ရက်ကအပူလိုင်းဖြတ်တမ်းမှုနဲ့ကြုံတွေ့နေရပြီးကျန်းမာရေးသတိပေးချက်တွေထုတ်ပြန်ထားကတော်မီလောင်ကျွမ်းမှုဖြစ်ပွားမှာကိုစိုးရိမ်မှုတွေမြင့်တက်လျက်ရှိပါရယ်။ Iberian ကျွန်းဆွယ်ကနေ Balkan ဒေသနဲ့ Greece အထိမြေထဲပင်လယ်တဝန်းမှာအပူချိန်တွေမြင့်တက်လျက်ရှိပါတယ်။ New York နဲ့ Washington အပေါင်းဝဲ American အရှေ့တဝန်းမှာအလွန်အနည်းငယ်ရှိတဲ့အပူလိုင်းဖြတ်သန်းနေကြောင်းအမျိုးသားမိုးလေဝသဌာနကထုတ်ပြန်ထားတာနဲ့အတူလူပေါင်းတန်းချီဟာအပူချိန်ပြင်းထန်မှုကိုကြုံတွေ့ခံစားနေရပါတယ်။ Spain နိုင်ငံမှာအရေးပေါ်ဆေးဘက်ဆိုင်ရာအဖွဲ့ကအပူရှက်တဲ့ဖြစ်စဉ်တွေမြင့်တက်လာမှုကိုကြိုက်တွေ့ဖြေရှင်းဖို့အစဉ်အသင့်ပြင်ဆင်ထားကြပါတယ်။ အိန္ဒိချင်းပေါ်တူဂီနိုင်ငံမှာဇွန်28ရက်ကအပူလိုင်းဖြတ်တန်းခဲ့ပြီးတောင်ပိုင်းကနေအလဲပိုင်းတာဂက်စ်မြို့နဲ့မြောက်ပိုင်းဒူရိုတောင်ကြားတို့မှာအပူချိန်40ဒီဂရီဆယ်ဆီယပ်အထိမြင့်တက်ခဲ့တယ်လို့အမျိုးသားမိုးလေဝသအေဂျင်စီ IBMA ကပြောကြားခဲ့ပါတယ်။ဇွန်29ရက်မှာပုံမှုပူပြဲနိုင်ပြီးနိုင်ငံရဲ့၃ပုံ၂ပုံမှာလိမ္မော်ရောင်အဆင့်တရီပိကျက်ထုတ်ပြန်ထားပြီးလစ်ဘွန်မြို့တော်မှာအပူချိန်ဟာ42ဒီဂရီဆယ်ဆီယပ်အထိရောက်ရှိနိုင်ကြောင်းခန့်မှန်းထားပါတယ်။ ပြည်သိတောင်ပိုင်းမှာရှိတဲ့ဒေသ၄ခုမှာလည်းဇွန်28ရက်ကလိမ္မော်ရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပြီးအပူချိန်ဟာ35ဒီဂရီဆယ်စီယပ်ကနေ38ဒီဂရီဆယ်စီယပ်အထိမြင့်တက်နိုင်ခြင်းရှိကြောင်းသတိပေးထားပါတယ်။အီတလီမှာလည်းရောမမြို့နဲ့စီးပွားရေးမြို့တွေဖြစ်တဲ့မီလန်နဲ့ဗင်းနစ်အပါအဝင်မြို့ပေါင်း22မြို့မှာ၎င်းရဲ့ထိန်းဆုံးအနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ဒေသခံတွေကမနက်7နာရီကနေညနေ6နာရီအတွင်းနေအိမ်ပြင်ပကိုမလိုအပ်ဘဲမထွက်ကြဖို့အကြံပြုတိုက်တွန်းထားပါတယ်။